လက်ရှိပါမယ့်အခြေအနေကိုသိချင်ပါသလား ကျွန်တော်တစ်ချိန်တုန်းကတော့ပါမစ်မြေဆိုတာကတော်တော်လေးကိုလူကြိုက်များကြီးပန်းစားတဲ့မြေမျိုးစားတစ်ခုပဲဖြစ်ပါတယ်။အချောင်းရင်းကတော့ကျွန်တော်တို့တွေဒီအယောင်ဝယ်လုပ်တဲ့အခါမှာရောင်းကုန်ဝယ်ကုန်နေဆောင်ဖို့မလိုဘူး။ကိုယ်နာမည်ကိုပြန်ဖောက်တဲ့အခါမှာလည်းအချိန်မီ၍ကျွန်တော်တို့ပြန်ပြီးတော့မှအခွင့်အရေးနာမည်ဖောက်လို့ရတဲ့အနေအထားမှာရှိတဲ့အတွက်ဒီအကွက်လေးတွေကိုကျွန်တော်တို့ဒီဝယ်ရောင်းသမားတွေကလည်းတော်တော်လေးသဘောကျတယ်။ Grammy ထက်ကိုပို့ပြီးတော့မှအယောင်ဝယ်တွက်တဲ့အနေအထားမှာရှိခဲ့ပါတယ်။ကျွန်တော်2024နှစ်စပိုင်းလောက်ကနေစပြီးတော့မှပါမစ်တရားနေပြီးတော့မှ Grammy ပြောင်းတဲ့ဟာကို CBN နေပြီးတော့မှပိတ်လိုက်တယ်။သို့တော်ညာလည်းသူတို့တွေလုံးဝဟို ့ဟိုပြန်ပြောင်းလို့မရတဲ့အနေထားလားဆိုတော့လည်းမဟုတ်ပါဘူးကျွန်တော်တို့ဒီ permit မူရင်းပိုင်ရှင်ကနေပြီးတော့မှသူကရန်ပြန်ပြောင်းမယ်ဆိုရင်သူတို့လက်ခံတဲ့အနေထားမှာရှိပါတယ်ပြဿနာကလက်ရှိ permit ကင်ထားတဲ့လူတွေတော်တော်များများက ပါမဲ့မူရဲမြေပေါက်တွေမဟုတ်ကြတော့ပါဘူး။လက်စင်ကန်ဆက်ဆက်စာချုပ်နဲ့ဝယ်လိုက်လူတွေပဲပုံများပါတယ်။မူရဲမြေပေါက်တွေကိုလည်းပြန်ပြီးရှာဖို့အတွက်ကလည်းတော်တော်လေးခက်ခဲတဲ့အနေအထားဖြစ်သွားပါပြီ။ချိန်တွေကလည်းတော်တော်လေးကိုကြာခဲ့တဲ့အနေအထားဆိုတော့ရှီပြန်ရှာလို့တွေ့ဦးမယ်ဆိုလည်းတော်တော်လေးအသက်ကြီးတဲ့အနေအထားမှရှိတယ်။တချို့ယူဆိုလို့ရှိရင်တက်ရှိထင်ရှားမရှိတော့တဲ့အနေအထားမှတော့ကျွန်တော်တို့တွေ့ရပါတယ်။ ့အခုလက်ရှိမှာကျွန်တော်တို့ပါမင်းမြေဝယ်မယ်ဆိုလို့ရှိရင်เนาะနာမည်ပြောင်းလို့မရတော့ပါဘူးဗျာဆိုတော့အခုလက်ရှိမှာတော်တော်များများကပါမင်းမြေတွေကို တော်တော်လေးရှောင်လာကြတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်နေဖို့အတွက်ပဲသီးသန့်ရှာတယ်ဆိုလို့ရှိရင်เนาะပါမင်းမြေဝယ်တာကတိတ်ပြီးတော့မှကိစ္စမရှိတဲ့အနေအထားမှာရှိတယ်အခုဒီအပြောင်းလဲလေးဖြစ်လာတဲ့အချိန်လေးအထိကျွန်တော်တို့စောင့်နိုင်တယ်အဲ့ချိန်ကြတော့မှပဲနာမည်ဖောက်ပြောင်းမယ်ကိုဒီတိုင်းပဲအိမ်ဆောက်ပြီးတော့နေရမယ်ဆိုလို့ရှိရင်เนาะပါမင်းမြေကဝယ်ယူပြီးတော့မှအိမ်ဆောက်လို့ရတဲ့အနေအထားမှာတော့ရှိပါသေးတယ်ခင်ဗျအခုလက်ရှိပါမင်းမြေကိုရောင်းဖို့အတွက်ဆိုလို့ရှိရင်เนาะတစ်ချိန်တော့လိုဂရမ်မြေနဲ့ ော့တန်းသူဇီရန်နေသွားခေါ်လို့မရတဲ့အနေအထားမှာဖြစ်သွားပါပြီ။ဝယ်သူတွေတော်တော်များများကလည်းရှောင်တဲ့အနေအထားမှာရှိနေတော့ပါမစ်မီတွေကအယောင်ဝယ်တွေနည်းနည်းလေးကြာနေတဲ့အနေအထားမှာရှိတယ်။ပါမစ်လည်းကင်ကျင်တဲ့အမြန်လည်းရောင်းကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဂရမ်မီထက်စားလို့ရှိရင်တော်တော်လေးဈေးချပြီးတော့မှရောင်းမှရမယ့်အနေအထားမှာရှိပါတယ်ခင်ဗျာ။အင်ချက်မီနဲ့ပတ်သက်ပြီးရောင်းဖို့ဝယ်ဖို့ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဈေးရဲ့အင်ချက်မီကိုဆက်သွယ်လိုက်ပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။